မင်းရောလေးအောင်တော့နှမ်းပြမင်းသားစားပြုတ်ငန်းပါဟောမလဲနမ်းပြူတာပါအဲ့လေတကယ်လဲသူနမ်းပြူတာမန်မန်တိုင်းပြောရင်အဲ့လိုတငယ်ချင်းအိမ်မှာစုပြီးတော့အဲ့လိုစားကြမယ်ဆိုပြီးတော့ပြောတာပြောတော့အော်လို့ဝင်းကားလေးချက်ကျွေးမယ်ပေါ့ငါဟဲ့ချက်ကျွေးချက်ကျွေးတဲ့ဆိုတော့သူကလဲကွန်တက်ရှာနေမင်းသားလေးလေဆိုတော့ အာဇီတော့ဝယ်တော့လဲဟိုကတော့တငယ်ချင်းတွေပဲသွားဝယ်ရတယ်အဲ့လိုလိုအပ်တဲ့အသေးစိတ်တို့လိမှုလဲကိုကကားမောင်းပြီးတော့အဲ့လိုအသေးစိတ်သွားဝယ်ဝယ်ဝယ်ပြီးတော့အဲ့လိုချက်ပြီးတော့ကြက်ခန့်နီးလောင်မှရောက်လာဒီကောင်နဲ့ပြောတာအဲ့လိုရောက်လာပြီးတော့ तू လောက်ပါရယ်ဆိုတဲ့ဟာမျိုး तू ကလောက်ရပါဘောနော်မိုင်ဒီမှာဒါပဲပါအရှင်ကလေ။ဒီနေ့ကျွန်တော်ပူရိုင်းဒီချာလေးကိုတော့စက်တုံမျိုးလေးကိုစီးပတ်ပြီးတော့ဒီစက်တုံမျိုးလေးကိုဟမ်ရှိဘူး။သူစားပြီးတာလောက်ပဲသူရှိရမလို့ ဲဆိုအကြီးကြီးရိုက်သွား तू ချက်ပါတယ်ဆိုတဲ့ဟာမျိုးလေးတော့ तू လောက်သွားပါဘာလို့ချက်ရတာလဲအဲ့ဘောအဲ့လိုပြောမနာဆိုမနာရေဘောမဟဲ့ဒီလားတယောက်နဲ့တယောက်ကလေအဲ့လိုဟိုစိတ်လည်းမဆိုးကြဘူးလို့ဆိုတော့လေပြောဖို့ကောင်းပါတယ်အဲ့လိုအစားဆုံးအဲ့လိုလုတ်လုတ်ပေးမယ်ဆိုကုပေးမယ်ဆိုဒါလေးပဲလုတ်ပေးနော်ဟိုအထက်မလုတ်နဲ့နော်အဲ့လိုဆိုတော့ not ဟိုကြန့်ကြာမှာဆိုဆိုတော့ဟိုကလေဟင်းချက်တာလေညံတယ်အဲ့လိုပပပအဲ့လိုစီထား စီထားဒါပြီးဒါ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 ဆိုပြီးတော့အဲ့လိုစီထားပြီးရင်ဒါလေးကိုအရင်တက်လုပ်ပြီးလိုက်ပြီးရင်ရလုံးနဲ့ကောက်ကလုံးအဲအဲ့လိုအဲ့လိုလေးအကိုကိုလက်ကိုချေလုပ်ချင်တာပေါ့လူကအဲ့လိုပင်မန်းစာတာပါလေအဲ့လိုကောက်ကိုပဲလုလုချင်တာများတာပေါ့ဆိုတော့စိတ်တိုင်းကြောက်ဥမဆိုပါဆိုမှဟိုနန်းနန်းပင်ထည့်မိဆိုရင်နန်းနန်းပင်လေးကိုကိုဝယ်တာနဲ့သူများဝယ်တာနဲ့တောင်မှအဲငါဝယ်ဒီထလားလေးဝယ်မှာအဲပဲတိဆိုလဲစစ်နေရလေးလူဝယ်မှာပွားလာဝယ်လာလေးလူပွားလာပြီဆိုလဲ စိတ်ဆိုးอ่ะခတ်တယ်လေအဲကြောင့်ကိုကိုတိုင်းအဲ့လိုချက်ကျွေးပြီးဆိုလို့ရှိရင်ကိုอ่ะကိုအစားအဆုံးအဲ့လိုမျိုးအဲ့လိုလုပ်ချက်ရေတော့โอเคကျေးဇူးပါ ုံပါတယ်ပြိသက်တွေနဲ့ဟိုအခုအဲကိုရုပ်ရှင်မှာပေါ့နော်ဗမာဆုံးဒါပြန်တွေ့ရတာပေါ့ရှိပြောတဲ့အခါမှာတော့လည်းခီးသွားနေတော့ promotion မသွားပြဖို့ပေါ့နော်အဲ့လိုပြိသက်တွေနဲ့ direct ထိတွေ့ခွင့်မရခဲ့ဘူးပေါ့အာအခုအာဒီကာမှာပြိသက်တွေနဲ့ direct ထိတွေ့ခွင့်ရရအတွက်အရင်ရခုံပါတယ်ချောနေလားဒီပါကိုကိုကြည့်ရောလဲချောနေလို့တော့မကန်သားပါဟုတ်နေစားမအောင် ။ဒါနေပြီလို့။ तू ဘာတူလဲ။အာ तू 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 आ ကိုကိုမချခင်မှာလက်ထပ်တော့မဲ့ဟိုဇနီးလောက်မဲ့ရွှေရွှေ။ဘာနီနီမနီနီ။ဒီကအဲ့လိုချစ်စရာလေးစကားလေးရပါတော့။ချစ်စရာလေးဥမာဒီဟိုဒီ family show တော့ကြည့်တော့လေဟိုရိုက်နှောင်းရိုက်နှောင်းကတော့ ခန်းစားချက်ကဇက်လန်းအတမျိုးပေါ့နော်ဒီပိတ်ကားပေါ်မှာကြီးလိုက်ရတဲ့အချိန်မှာဇက်ကားလေးကအဲ့လိုတွတ်တွတ်ကလေးနဲ့ချစ်ဖို့လေးလည်းကောင်းတယ်ဟာတလေးပေါ့နော်အဲ့လိုဆိုတော့ဟိုမတူညီရဲ့ရတတ်ပြီးမှထင်ပါတယ်ဒီကားလေးကလေအမတ်တရအနေနဲ့ကတော့ဒီဒီဂွန်လုံးနဲ့ပြန်ဆောင်ရတယ်ပြီးတော့ဥခလိုင်ပြီးတော့ကိုရှိတို့နဲ့ဥခလိုင်နဲ့ကြတော့ရှေ့မှာရွှေသမတ်ဟိုရွှေချင်းငွေကြီးရွှေချင်းငွေကြီးမှာဟာတကားပဲဒါပေမဲ့ဒီဟာနဲ့မတူတာဒီမှာကကြတော့ freight တမျိုးလေးပေါ့ အဲပြီးတော့မတုပေါ့နော်သူတို့အဲ့လိုကိုယ့်ရဲ့အဲဒီအနုပညာမောင်နှမရဲ့အဲ့လိုဟာတာကရဲ့မှာပေါ့ပေါ့ပါလေးရိုက်ခွေရဲဆိုတော့အမှတ်တရပေါ့ဟုတ်ဒီကနေမလို့တွဲနေရလေလို့ဟောတွဲမှာဗောသူကလူမဟုတ်ဘူးနတ်သမီးလေးလေအရမ်းလာအဲ့ဒါနတ်သမီးမဟုတ်ဘူးအဲ့ဒါလေဒီရစ်တတ်သမီးဟဲ့လားအဲ့ဒီနတ်သမီးဆိုတဲ့ကောက်ဝါကြီးရဲ့ပေါ့လေဘေးပြန်ညာပြန်ညာပြန်ဘေးပြန်ပိုင်ရွတ်ရဲ့ဖတ်တယ်လို့ရတယ် အရေးကဘာလို့ပြောမလဲပုံမှန်ဆိုရင်ကဥခိလာထိုင်နေတော့ဟာတလုံနေရလေပြီးတော့ဥဇော်ကလည်းအလိုမတင်မတင်လို့ဥဇော်ကနောက်တက်တဲ့အကျင့်ရှိရဆိုတော့ရှူတင်မှာတော့ပါဇက်ကမရှိရဘူးပုံမှန်ဆိုရင်ဒီကုန်းနဲ့ဟာအိုးရေဗီဒီယိုခစ်တင်တော့ရိုင်းတော့လည်းဒီကုန်းနဲ့ဆိုရင်အလိုတားမီဖြစ်ဖြစ်မဖြစ်တူကြီးဖြစ်အဲအဲဒီမှာအဲ့လိုမျိုးမြင်နေတွေ့နေကြအောင်ဆိုတော့မဟုတ်အဲ့လိုတော်တော်လို့ ပွေလေးပြောရဲကရီစာလူတဲ့ဟာပေါ့နော်အဲ့လိုမျိုးဆိုတော့အစမ်းဆက်ဆက်လေးပေါ့နော်အဲ့ဆိုတီကွန်းကိုအဲ့လိုနောက်ရတဲ့အခန်းတွေဘာတွေပါတာပေါ့အဲ့လိုလိုလေ level လိုမျိုးဆက်ဆက်ရတဲ့စင်မျိုးလေးတွေဖြစ်နေတာဆိုတော့နည်းနည်းတော့ဟိုလိုပြောမလဲမရိုက်ဘူးရဲ့ character လေးတစ်ခုပေါ့တို့ကလေအခုအချိန်အချိန်နေရဖြစ်သွားစမ်းဟိုနောက်လာကြရင်တို့ရောမော်ဂလိုဆော်ကြရောမင်္ဂလာဆောင်ပါမော်ဂလိုဆောင်ပါဟုတ်တယ်ငါတို့ဟာမင်္ဂလာဆောင်ကြတော့မှာဘယ်လိုပြောမလဲတီကွန်ကကြတော့တကယ်ဝိုင်းရင် ။ဝိုင်းရင်လေ။ဝိုင်းရင်ဆိုတော့ဒါတီကိုမြင်လိုက်တာနဲ့ကိုအိုက်တင်လုတ်ဆရာမလို့ပဲလေမြင်လိုက်တာနဲ့ကိုရည်ရည်ကျင်နေတဲ့ဟာဗောတီကိုရဲ့ပြိတက်ပေါ့။ဥခိလိုင်းတို့တီကိုရဲ့ပြိတက်ပဲ။ဆိုတော့ဟိုကိုဒီနုပညာရှင်တွေမြင်လိုက်တာနဲ့ကိုရည်ကျင်နေရ။အိုက်တင်မလုပ်ရသေးဘူး။ကိုကကြတော့ဟာတမကြွအောင်ဆိုတော့လေ။နည်းနည်းတော့ဟိုတီကိုတို့ဆရာလည်းအလိုပညာလေးလာတာဗောနော်ယူရတာဗောအပေးယူမြအောင်လို့တော့အကောင်းဆုံးကြိုးစားတာဗောဟုတ်ငါအပြည့်ကကောက်ဝယ်ပေးရမယ်အဲ့ကောင်မဲမလဲကြီးပါ ပုံမှန်ပုံမှန်ဆိုလို့ရှိရင်တော့အဲ့လိုဒရမားကျတော့လူတစ်ယောက်ကိုလို့ငိုဖို့အောင်လွယ်တယ်ကြီးအောင်လုပ်ဖို့ကနည်းနည်းခက်သလားပေါ့နော်ဟိုကခံယူချက်ကတော့အဲ့ဆိုတော့နည်းနည်းတော့ဟာတာကားဆိုရမယ်လေဟိုကိုပြောတဲ့ block ကမပြုတ်ရင်လေပြိတ္တိမရောက်ဘူးလေဆိုတော့နည်းနည်းတော့ pressure လေးတော့ရှိရပါဟာတာကားရိုက်တဲ့ဟာမှလည်းလေဟိုဇက်ကားလေးကပေါ့ပေါ့ပါပါဆိုပြီးမရရတဲ့ခါမှာကိုလုံးလိုက်တဲ့ action ကြီး block တွေကပြိတ္တိ မရရမှလဲစိုးရိမ်တဲ့စိတ်ကလေးတော့ရှိရပေါ့အဲအဲ့လိုလေးတော့ရှိမတူတော့မတူညီဘောမာရဟုတ်ဘောတီချင်းတုတ်တယ်မှာဘယ်မိမရှိမှလဲကွာမင်းအမလေးလေးဇမရွှေရုပ်ရွှေရုပ်ရွှေရုပ်ဟာနာမည်ကလမ်းနေတော့ရွှေအပင်မန်းတဲ့ခမ်းမျိုးဆိုတာထက်ပေါ့နော်ဒီဘလို့သူရဲ့ အမျိုးအစားလိုက်ပေါ့နော်ဒရမာလဲဒရမာလျောက်ပေါ့အရန်ကိုရရင် ရမတ်ကြီးအောင်တာတို့အဲ့လိုမျိုးဖြစ်တာပေါ့နော် လူဟာတကားဆိုရင်လဲရရပါမလားမသိဘူးဆိုတော့ pressure လေးတစ်ခုရှိနေတာ ਨੇ အဲ့လိုလေးပေါ့နော် pressure တွေ ਨੇ ဆိုတော့ဘယ်ဘယ်ဇက်ရုပ်မျိုးမဆိုတော့သူ့အနေနဲ့သူအခက်ခဲလေးတော့ရှိတာပေါ့မမတူညီတဲ့ taste လေးတစ်ခုပေါ့နော်ဥမာကြတော့တကယ်ကို drama drama ကြီးပေါ့ အဲဒါကြတော့အကဲကိုပေါ့ပေါ့ပါပါကြည်တာနဲ့နေအစအစပေါ်လာကြတဲ့ကနေပြီးတော့ပြီးရဲ့အထိအဲ့လိုပြီးတဲ့အချိန်မှာတော့ရင်ထဲမှာတမျိုးလေးတော့ဖြစ်ကြံခဲ့မှထင်ပါတယ်ဟိုဒါတကားလို့ကြီးအာဟာတကြီးနဲ့ဆုံးသွားမျိုးမဟုတ်ဘူးပေါ့နော်ဆိုတော့ဒါလေးဒီတရေချောကလည်းအဲရတာတမျိုးပြေးမယ်လို့ထင်ပါတယ်ဟိုကိုက်ရိုက်နားထားတော့ဟိုဘလို့တငယ်ချင်းညီနေအဲ့လိုမီတိုင်းပေါ့နော်ပေါ့ပေါ့ပါပါလေးပေါ့ကိုယ့်ရဲ့ activity လေးတခါကြီးကြရင်ပြပြတာပေါ့ အဲကိုပိုင်ချိန်ရောပြီးတော့ဇက်ကလေးကိုရွေးပြီးတော့ရိုက်ချင်တာလည်းပါပေါ့နော်ဇက်ကိုပို့ပြီးတော့စီစစ်ပြီးရိုက်ချင်တာပါတဲ့အတွက်နားလိုက်တာအဲအဲ့ဒါကြောင့်မလို့ဟိုကိုအတွက်လည်းမိတိုင်လေးလိုချင်တာပေါ့အမေအမေကလည်းနည်းနည်းအသက်ရလာပြီဆိုတော့သူ့အတွက်လည်းအချိန်ပေးမယ်သူအိမ်မှာအမကြီးအတွက်လည်းအချိန်ပေးမယ် family အတွက်အချိန်ပေးရင်ဇက်ကားကြီးကြည့်ရပေါ့ကိုအတွက်ပြန်ပြီး WhatsApp ပြန်ဖြည့်ရအောင်ပေါ့အဲ့လိုရုပ်ရှင်တွေပြန်ကြည့်ပြီးတော့ ကလလိုက်ဇက်တွေထဲမှာကိုကြိုက်တဲ့ဇက်မျိုးရှိရင်တော့ရွေးပြီးတော့ရိုက်တာပေါ့အခုလောဆယ်တော့ဇက်ကားတွေကအဲ့လိုတင်ရမယ့်ကုတ်ကားတွေလည်းတင်မဲ့ကားတွေလည်းရှိနေသေးတော့ဇက်ထက်မှလည်းဆိုတော့နည်းနည်းလေးခဏအချိန်ယူနေတဲ့သဘောပေါ့ဟုတ်ဒါကတော့ညီမတို့လည်းရင်တော့ရှိခဲ့ပါတယ်ဟိုလိုရိုက်ရိုက်ခဲ့တဲ့ခါတွေလည်းဇက်တိုက်တွေလည်းအများကြီးရိုက်ခဲ့တယ်ပေါ့နော်ဂျာလာတော့ပရိသတ်ကကာရိုက်တာကိုအရင်စူးစမ်းပြီးတော့အရင် effort လုပ်ထားတဲ့ကာရိုက်တာမျိုးဆိုပရိသတ် တတိမထားမိတော့တဲ့ဟာကြောင့်ကိုကနည်းနည်းတော့ခံစားရပါတော့เนาะငါအများကြီးကြိုးစားထားတယ်ဘာလို့ပြိတ္တဒါကိုမမြင်ဘူးဆိုတဲ့ဟာမျိုးလေးဖြစ်လာတဲ့အချိန်မှာအော်ဘယ်မြင်မလဲငါကအများကြီးထွက်နေလို့ဆိုတဲ့ feeling ကိုကိုကိုခံကြလေးနဲ့ကိုဖြစ်သွားတာပေါ့เนาะအဲ့ခါကျတော့နည်းလေး character လေးလဲ change နေတာရဲ့အဲ့လိုမျိုးပေါ့အဲ့လိုဇက်လန်းလေးလဲမထန့်အောင်လို့ဆိုပြီးတော့နည်းနည်းလေးအချိန်ယူတာလဲပါရှိခဲ့တာပေါ့မှရှိရှိခဲ့တာပေါ့ကိုကလဲအဲ့လို can လို့အော်ငါ ငါကြိုးစားထားရဲဆိုပြီးတော့လို့ပြိတက်အဲ့လိုရင်ထဲမြောက်သွားတဲ့ဟာမျိုးလေးရှိခဲ့တာပေါ့မင်းအောင်လေးအောင်တော်နှမ်းပြမိနာဆောက်ပြငန်းပါဘောမလဲနှမ်းပြတာပါအဲ့လေတကယ်လည်းသူတန်းပြူတာမှန်မှန်တိုင်းပြောရင်အဲ့လိုတငယ်ချင်းအိမ်မှာစုပြီးတော့အဲ့လိုစားကြမယ်ဆိုပြီးတော့ပြောတာပြောတော့အော်လို့ မွေးကားလေးချက်ကျွေးမယ်ပေါ့ငါဟဲ့ချက်ကျွေးချက်ကျွေးတဲ့ဆိုတော့သူကလည်းကွန်တက်ရှာနေမင်းသားလေးလေဆိုတော့အာဈေးတော့ဝယ်တော့လဲဘွားတော့တငယ်ချင်းတွေပဲတော့ဝယ်ရတယ်အဲ့လိုလိုအပ်တဲ့အသေးစိတ်တိုလီမိုလဲကိုကကားမောင်းပြီးတော့အဲ့လိုအသေးစိတ်တော့ဝယ်ဝယ်ဝယ်ပြီးတော့အဲ့လိုချက်ပြီးတော့ကြက်ခန့်နီးလောက်မှရောက်လာဒီကောင်နှံ့ပြူတာအဲ့လိုရောက်လာပြီးတော့ तू လောက်ပါရဲ့ဆိုတဲ့ဟာမျိုး तू ကလောက်သွားတာပေါ့နော်မှန်ဒီမှာဒါလေးပါအစ်မကလည်း ရတယ်ကျွန်တော်ကိုယ်တိုင်ဒီချာလေးကိုတော့စက်တုံလေးကိုစီးပတ်ပြီးတော့ကျွန်တော်ပြပါရီကိုစက်တုံလေးကိုဟမ်ရှိဘူးသူစားပြီးတာလည်းပဲသူရှိရမှာအဲဆိုအကြီးကျယ်ရွာသူချက်ပါတယ်ဆိုတဲ့ဟာမျိုးလေးတော့သူလောက်သွားပါဘာလဲအဲ့တော့အဲ့လိုပြောမနာဆိုမနာရေပေါ့မဟဲ့ဒီလားတယောက်နဲ့တယောက်ကလေအဲ့လိုဟိုစိတ်လည်းမဆိုးကြဘူးလို့ဆိုတော့လေပြောဖို့ကောင်းပါတယ်ဟိုကအဲ့လိုဟင်းနေပါဆိုလဲချက်တယ်ငယ်ငယ်လေးကလေအဲ့လိုကိုအာ ဒီနှုတ်ပညာလုံးလုံးတဲ့အချိန်မှာဟိုအားတဲ့အချိန်ဆိုရင်အနာယူပြစ်တော်လေးအိမ်ကလည်းတိတ်ပြီးတော့မလောက်ခိုင်းတာလည်းပါဒါပေမဲ့ချက်တာအကုန်ချက်တဲ့ဟင်းနေချက်တဲ့လို့မွန်းနာမွန်းငါတော့အုံလို့ခောက်ဆဲလို့ကြာစင်ချက်တို့ဆိုအိမ်မှာဒီတလောဆိုရင်ว่าไอ้มาสวยพยาปิ่นผิดเลยไอ้มาไอ้อาชีละเลยสวยอเมมวยนี่ยอเพยส่งน่ะ2ปัดเลยตัวก็ยีซูอยู่ไอ้มาพยาให้ปิ่นๆผิดเลยปิ่นๆได้เฉยกูนี้แซ่อ่ะ တငယ်ချင်းတွေလာလို့ရှိရင်အဲ့ဖျားပင်းနဲ့၃ရက်လုံးကကိုကိုတိုင်းချက်ပြီးကြွေးရအဲ့လိုကြာစင်ကျော်ရို့အဲ့လိုအဲ့လိုကြာစင်ချက်တို့လုံးဝင်းငါတို့ကောက်ကွချက်ပြီးကြွေးရအဲ့လိုဟုတ်တယ်စိတ်တိုင်းကြာလို့အဲ့လိုအစားဆုံးအဲ့လိုလုတ်လုတ်ပေးမယ်ဆိုကုပေးမယ်ဆိုဒါလေးပဲလုတ်ပေးနော်ဟိုထဲမလုတ်နဲ့နော်အဲ့လိုအဲ့ဆိုနော်ဟိုကြန့်ကြာမှာဆိုအဲ့ဆိုဘောကလည်းဟင်းချက်တာလည်းညံတယ်အဲ့လိုပပပအဲ့လိုစီထား စီထားဒါပြီးဒါ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 ဆိုပြီးတော့အဲ့လိုစီထားပြီးရင်ဒါလေးကိုအရန်တက်လုပ်ပြီးလိုက်ပြီးရင်ရလုံးနဲ့ကောက်ကူလုံးအဲအဲ့လိုလေးအကိုကိုလက်ကိုချေလုံးချင်တာပေါ့လူကအဲ့လိုပင်မန်းစာတာပါလေအဲ့လိုကောက်ကူပဲလုံးလုံးချင်တာများတာပေါ့ဆိုတော့စိတ်တိုင်းကြောက်ဥမဆိုပါဆိုမှဟိုနန်းနန်းပင်ထဲ့မိဆိုရင်နန်းနန်းပင်လေးကိုကိုဝယ်တာနဲ့သူများဝယ်ရတဲ့တောင်မှဟာငါဝယ်ဒီထက်လားလေးဝယ်မှာအဲပဲတိဆိုလဲစစ်နေရလေးလူဝယ်မှာပွားလာဝယ်လာလေးလူပွားလာပြီဆိုလဲ စိတ်ဆိုးอ่ะခတ်တယ်လေအဲကြောင့်ကိုကိုတိုင်းအဲ့လိုချက်ကျွေးပြီးဆိုလို့ရှိရင်ကိုကကိုအစားအဆုံးအဲ့လိုမျိုးလောလုတ်ချက်အဲအိမ်မတော့ဟိုကလည်းအိမ်အကူမထားဘူးလေအိမ်ကူမထားဘူးအိမ်မအဲ့လိုအမေကအင်းချက်တယ်အတော်အားဇေဝယ်လာပေးတယ်အဲ့လိုဆိုတော့ကို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 လက်ကိုချေကွက်ကိုအိမ်မအလုပ်ကြရတာဆိုတော့လေအဲကိုကိုတိုင်းပဲလုတ်ဖြစ်နေတာပေါ့အဲ့လိုအဲ့ဒါခါရတော့လိုအပ်တာပေါ့နော်ဒါခါရတော့လိုအပ်တယ်ဒါပေမဲ့อืมဘယ်လိုပြောရမလဲ အိမ်မှာဟိုအမေကအဲ့လိုဟင်းချက်ကျွေးခြင်းလဲသူသူကိုယ်တိုင်ချက်ကျွေးခြင်းနဲ့စိတ်ကလေးနဲ့ဆိုတော့အိမ်မှာအကူမထားဖြစ်ဘူးပေါ့ကိုအိမ်မှာညီမဝန်းခွဲလေးတွေအဲ့လိုလေးလာပြီးတော့ဝိုင်းလို့ဝိုင်းစားအဲ့လိုမျိုးလေးပေါ့အိမ်မှာလူပိုများမထားဘူးအားကြောင့်ဟဲ့တကယ်ချင်းအဲ့လိုလာစားကြတယ်လူရပါချက်ကျွေးခိုင်းနေတယ်အာမွေးငါပေါ့မွေးငါတော့အရင်ကြိုက်ကြဟဲ့မွေးငါတော့အရင်ကြိုက်ကြဟုတ်အချိန်ပေးပြုံမယ်ဟိုဟာဟိုလောက်မှ ရှစ်လပိုင်းခုနှစ်လပိုင်းမှာတော့ပြင်ရိုက်မယ်ပေါ့နော်ခုနှစ်လပိုင်းရိုက်မယ်ရှစ်လပိုင်းလောက်ဆိုခီးအမေကိုခီးလိုက်ပို့ပေးမယ်ပြီးရင်ပြန်လာရင်ပြန်ပြီးတော့ကပြန်ရိုက်မယ်ဒါတလောက်ပါပဲဟုတ်အဲ့ကျေပြောပြောနေမှာဟောအိမ်မှာနေတော့ဒီနေ့တော့တရေချောကဒီရုံတင်ပြီပေါ့နော်အဲ့တော့တရေချောမှာဟောတော့ဒီနုပညာမောင်မားတွေအကုန်လုံးဟိုကျူးကျူးဆန်းဆန်းလေးနဲ့အဲ့လိုပြိတ္တတွေ ကိုဟိုရီမောခွင့်အဲ့ဖြစ်တတခဏလေးရီမောခွင့်လေးရရှိချင်တယ်ပေါ့နော်အဲ့တော့ကြောင့်မလို့တရားချောလဲကြည့်ရှုအားပေးကြဖို့ဒီနေ့နေ့ပြောချင်ပါတယ်ကျေးဇူးများတင်ပါတယ်